ဟာဘာလို့တာနဲ့လှုပ်ကျွန်တော်လှုပ်အလှုပ်တဲ့အပြင်ဖိုတိုကိုကလေးမောင်းနေဆွဲချလိုက်တယ်အောင်မလိပြန်ဖိုတိုလည်းကြောက်လာပြီးတော့ဟဲ့ငါပဲထပါအောင်ကငါပဲထအောင်လို့အဲ့ဒီရဲ့ချင်းတည့်ရဲ့နဲ့မင်းနေတဲ့ငါပဲရန်ထလာပြီးလက်ထရကင်ထားတဲ့အိမ်တော့စီဘူးနဲ့အဲ့ဒီဘာမှမသိတဲ့အရာမကိုလောင်းချလိုက်တော့တယ် အဲ့ဒီမှာပဲအဲ့ဒီယာကြီးကကိုလုံးပေါ်လာတယ်။အာမျက်လုံးဆက်တယ်မျက်လုံးငါမျက်လုံးနဲ့ဘာတွေဝင်ကုန်တာလဲ။ဖိုတူတို့တွေကိုချက်ကြီးနဲ့တူလမ်းမေးကထမင်းဆိုင်တဲ့ဆိုင်မှာထမင်းစားနေခဲ့ကြတယ်။ဆိုင်နဲ့ကိုချက်ကြီးကခလေးတွေခလေးလို့တော့အခုခေတ်ကတဲစရာတငယ်ချင်းမရှိဘူးနော်။ ဒီတော့ကိုချက်ကြီးတို့ဒီဟိုတယ်ပဲငှားပြီးတရမှာကွဟာဟိုတယ်ဆိုတဲ့အတန်ကြတော့တုတ်ဖုံးကတက်ကြွသွားပြီဟာကောင်းတာပေါ့ဗျကျွန်တော်ခုထိဟိုတယ်မှာမတည့်ဘူးသေးဘူးအတွေ့အကြုံရတာပေါ့အင်းဒါပေမဲ့ကိုချက်ကြီးပြောချင်တာအဲ့ဒါမဟုတ်ဘူးဟိုတယ်နေရမှာဆိုတော့ဟိုတယ်ကကောမအဲ့ဒါကိုချက်ကြီးခဏတော့စိုက်ထားပြီးမင်းရွာကြမင်းတို့မေရီစီကနေပြန်တောင်းပေးကြနော်ဩဒါလား ပြီးမှဗောကိုချက်ကြီးရလေရရရအေးစင်းဒလူနဲ့သူတို့တတွေစားလက်စသမီးကိုဆက်စားလိုက်ကြသည်အိမ်နောက်တော့ဆိုင်ရှိမှရက်ထားတဲ့ကောင်းဟူစီပြီးခီးဆက်လာခဲ့ကြသည်အဲလိုကနေဟိုတယ်ရှောင်းတို့ဖိုတရိုနေရမယ့်ခန်းကိုရောက်လာကြတယ် ကဲကလေးတွေဘလို့လဲကြက်ရလားကြက်တာဘောဗျာကိုကြက်ကြီးကလေတန်ရှင်းနေရပဲအရင်ကင်းနေရစဟိုနောက်ပြီးတော့ဟိုအေကိုဆိုတိုင်းလေးရှိသေးဒီလိုနေတူပွားဟိုတယ်ထဲမှာမြင်ရသမျှအရာအားလုံးကိုအထူးစမ်းပုံစံနဲ့ပြောနေရော်တယ်ဒါကိုမြင်တော့မိဝိုင်းကတော်တာမြို့တန်ဆိုတာဒါကိုပြောတာနေမယ်ဒီမှာကရင်နှလုံးရှိတယ်ညကြရင်မိဝိုင်းကိုကရင်တလုံးပေးလိုက် မင်းတို့သုံးယောက်ကတော့တကယ်ဒီမှာအတူတူအိတ်လိုက်ကြပေါ့ဟုတ်ကဲ့ကိုချက်ကြီးရပါတယ်ဗျအင်းဟုတ်ပြီဒါဆိုကိုချက်ကြီးကို့အခန်းထဲကိုသွားတော့မယ်နော်ညီလေးအကို့ကိုအခန်းလိုက်ပြပါဦးအဲ့လိုကနေမိဝိုင်းကမှပြင်ထွက်သွားတော့ဖိုးထူဝအင်နာတက်နေပြီးငမိတ်ကရေချိုးခံနေမှရေချိုးနေခဲ့တယ်။အဲ့ဒီရဲ့ချင်းတူပေါ်ကတော့ဖုန်းတစ်လုံးနဲ့ အင်တာနက်သုံးနေပြီးရုတ်တရက်ဆိုသလိုဟာဟာဟိုငါဖုန်းကဘလို့ဖြစ်နေရလဲဖြောင်းနေလာကြအောင်ဒီမှာငါဖုန်းကအတန်အတိုးချက်တွေရောရှောက်နေနေဟာဟိုစာရီလည်းရှောက်ရိုက်နေတယ်ဟာအဲ့ဒါနဲ့ရေချိုးပြီးသွားတဲ့ငပိန်ကထွက်လာတယ်မင်းဖုန်းဆုတ်လို့နေမှာဝောကွာတော့ဘောကမင်းရလေဟာမဖြစ်နိုင်တာအဲ့လိုပြောပြီးဖုန်းကိုပေါဝါပိတ်ချလိုက်တော့တယ် ဒီလိုနဲ့ညာရောက်တော့မိပိတ်ထားပြီးပို့ထုတို့သုံးယောက်ကတကယ်တင်အိတ်ကြပြီးမိဝိုင်းကတော့တကယ်တင်မှာအိတ်ပျော်နေခဲ့တယ်။အဲ့လိုကနေရုတ်တရက်ဆိုတဲ့လိုမိဝိုင်းကြုံလာတဲ့ဆောင်းကိုတယောက်ယောက်ကအောက်ကိုဆွဲချသွားတယ်။ဟာဘာဖြစ်လာလဲတုပ်ပေါ်လားမနောက်နဲ့တော့ငါအိတ်နေတာအဲ့လိုပြောပြီးမျက်လုံးဖွေးကြည့်လိုက်တော့ဘသူမှမရှိပဲဆောင်းကြီးက လေပေါ်မှာပြန်နေရကို မြင်လိုက်ရတယ်။ဟာဖះကြီးဆောင်းဆောင်းကြီးကလေပေါ်မှာပြန်နေပါလားဘလို့ဖြစ်တာမလဲ။ဟာအဲ့ဒီအချိန်မှာပဲဆောင်းကထွက်ရသွားတာဆိုတော့မိဝိုင်းလေးကြောက်လန့်ပြီးအော်မလေးတရေတရေတရေပြိုတရေတရေဒီတန်လေးကြရောဘေးမှာအိမ်ကြီးရဲ့ဖိုးထူးတို့လည်းလမ်းပြတ်ပြီးအိယာကနေနူးလာကြတယ်။ဟမ်ဘမလေးတရေဘမလေး ငပိန်လည်းပြပြောဆူဆူမိဖွေလိုက်ချိန်မိဖွေလိုက်ချိန်မှာဘာတရေမှမရှိပြီးဆောင်းကလည်းအောက်ကိုပြိုကျသွားတယ်။တူဘောကတော့မျက်လုံးကိုလက်နဲ့အုပ်ထားတယ်။ဟဲ့တရက်လားတရက်ငါငါကြောက်တယ်နော်ငါကြောက်တယ်။ဟဲ့မြွိုင်းနေမမြင်လို့အဲ့လောက်အရရလေဟာမမလည်းမရှိဘူး။မဟုတ်ဘူးဒီ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 ခိုင်းထဲမှာတရက်ရှိတယ်ငါငါကြောက်တယ်ငါမအိပ်ရတော့မြွိုင်းကတကယ်ကြီးမြင်လိုက်ရတယ်လို့ တော်တော်ရင်နဲ့ဖြစ်နေအောင်ဆိုတော့ဖိုးထွားမြွိုင်းနေတကယ်မြင်လိုက်တာလားဟာတကယ်ပါဆိုငါနေတော့နေကြရလားအေးပါဟုတ်ပြီဟုတ်ပြီဟိုဒါဆိုရင်မိဖွင့်ထားလိုက်မယ်ဟိုနေရတော့အေးစိတ်စားလက်စားနေတာနော်ငါမိပဲနဲ့ကင်းဆောင်ပြီမင်းတည့်ရလာရင်ငါမောင်းထုတ်လိုက်မယ်ဟူး နောက်ရက်မှာတော့မိဝိုင်းကကိုချက်ကြီးကိုခေါ်ပြီးဟိုတယ်ကောင်တာမှာညတော်ကအကြောင်းသွားပြောတော့တယ်။ဟိုတယ်ဝင်တဲ့ကမဖြစ်နိုင်ဘူးနော်ညီမလေး။အကိုတို့ဟိုတယ်ကတည်ရဲမရှိဘူးနော်။ညီမလေးစိတ်တင်တာနေမှာပါ။မဟုတ်ဘူး။မိဝိုင်းမျက်လုံးနှလုံးနဲ့တေချာမြင်ခဲ့တာ။အခက်လဲပြီပါ။မိဝိုင်းအဲ့ဒီအခက်မှာမနေနိုင်ဘူး။အခက်ကတော့လဲပြလို့မရဘူးညီမလေးရဲ့အကိုတို့မှလည်းခန်းနေပြည့်နေလို့နားလေပြပါနော်အဲ့ဒီရဲ့အချင်း ဟိုတယ်ပိုင်ရှင်ရောက်လာတယ်။ဂျာကြီးဘာဖြစ်နေရလဲ။ဒါနဲ့ဂျာကြီးကမြေဝိုင်းမှာဖြစ်နေတဲ့ပြဿနာကိုပြောပြလိုက်တယ်။ပိုင်ရှင်လည်းအဲ့ဒီစကားကြားလို့လန့်သွားတယ်။ဖခင်ကြီးတရေကြောက်တယ်ဟုတ်လား။ဟမ်အဲ့ဒီကံတရေကြောက်တာ အားလုံးသိကြတယ်မလား။တတိယနဲ့မြေဝိုင်းကိုပေးတာမလား။ဟာအဲ့လိုမဟုတ်ပါဘူးညီမလေးရေ။အကိုကြီးတို့ဟိုတယ်ကတရေမချောက်ပါဘူးနော်။ ဟမ်ဒီလိုနဲ့ဂျာကြီးပြောတဲ့အတိုင်းတပုံစံလေးပြောတော့တယ်တော်ပြီတော်ပြီဘာမှမပြောနဲ့တော့ကိုချက်ကြီးမိဝိုင်းပြန်မယ်ဒီော်တယ်မှာမိဝိုင်းဘလို့မှမအိတ်နိုင်ဒီနေ့ပဲအဖေကိုလာခေါ်ခိုင်းပြီးပြန်တော့မှာမိဝိုင်းလေးအဲ့လိုပြောပြီးတော့ထွက်သွားတော့တယ်။ဒီလိုနဲ့နောက်တနေ့ညမှာတော့ငပိန်က"အော်မိဝိုင်းမိဝိုင်း" တုပ်ပေါ်နဲ့ပေါင်းတာများပြီးတရေတော်တော်ကြောက်သွားသွားတာနီမှာတန်းနေအောင်ကိုပြန်တော့တာပဲဟဲ့အောင်ငပိအဲ့ဒီတရေအကြောင်းမပြောစမ်းပါနဲ့ကွာငါကြောက်လို့ပါငါတော့ပြန်ကျင်နေရမိဝိုင်းပြာဆိုင်ငင်းနဲ့လာခေါ်လို့နေရာမဆက်လို့သာနေခဲ့ရတာကဲအဲ့ဒါထားတော့ဒီညကငါတို့ဘလို့အိတ်ကြမှာလဲသုံးယောက်ကိုဂရေနှလုံးဆိုတော့ဟမ်ဘလို့အိတ်ရမှာလဲဒီကောင်တို့ဘောဤပေါက်တာတော်တော်နန်းနေငါသူနဲ့မအိတ်နိုင်ဒီတော့မင်းဟိုဘက်ကိုတယောက်တည်းသွားရေကွာ ။ဟာငါမအိပ်ရပါဘူး။မင်းညားကမိဘအောင်ကြောက်တယ်တည်းကငါလာကြောက်ရင်ဘယ်လိုလုပ်မှာလဲ။ငါကြောက်တယ်တော်တော်။ကဲပါထားတော့ငါပဲရဲ့မင်းသာသွားရိုက်လိုက်တယောက်တည်းငါတို့ဘောနဲ့အိပ်ပေးလိုက်မယ်။အေးအဲ့လိုဆိုလဲရရလေပြီးတာပဲ။ငါတယောက်တည်းကရင်တလုံးနဲ့မှာလေ။ကြဲကြဲဝုန်းအိပ်ရတာပေါ့။ဒီလိုနဲ့သူတို့တည်းနေရာခွဲပြီးပြီဆိုတော့မိဖိတ်ပြီးကိုစီအိပ်ရဝင်ခဲ့ကြတယ်။ ဒီလိုနဲ့ညညလာချိန်မှာတုတ်ဘောအိတ်နေတော့ဘိုက်ကြီးလေးတလူခန်းစားလာရတယ်။ဒါကိုပိုတူကျတော့တင်ထားတဲ့အတင်မီတုတ်ဘောကမျက်လုံးမဖွင့်မင်း။ဟဲ့အောင်ပိုတူအဖေစမ်းမငါပေါ်ကနေ။ဟမ်အဲ့လိုပြောပြီးစိတ်တူတူနဲ့မျက်လုံးဖွင့်ကြည့်မှာဘသူမှရှိမနေအောင်တွေးလိုက်ရတယ်။ဒါကြောင့်တုတ်ဘောလည်းလန့်သွားပြီးသူ့ပေါ်ကလေးနေရရာကိုနောက်တစ်ချိန်ပြန်ဆန်းကြည့်တယ်။အဲ့ဒီမှာတော့တခုခုစမ်းမိရဲ့ချင်တာနဲ့ တုပ်ပေါ်လဲကြောက်ဝါလန်းနေဟဲ့ဘုရုတည်ရင်တည်ရင်ဟဲ့အောင်နေငါ့ဘုံမှာတည်ရဲလို့ဒါနဲ့အဲ့နေကြတဲ့ဖိုးထုနဲ့ငပိန်လဲလမ်းဖြတ်သွားပြီးနိုးလာကြတယ်ဟင်ဘာဖြစ်တာလဲကွာဘာဖြစ်တာလဲအဲ့နောက်မိကိုဖွင့်လိုက်တော့တုပ်ပေါ်ပေါ်ဟန်ရှာထွက်ပြေးသွားပြီးဇွဲဘော်ကဖြိုရီဘူးကိုတိုက်ချသွားတော့ဆိုတော့ဖြိုရီဒီမှောက်ကြသွားတယ်ဟဲ့အောင်တုပ်ပေါ် ဘာဖြစ်တာလဲလန့်လိုက်တာကွာအိတ်ကောင်းနေပါလေဆိုမှငါငါဘောတည့်ရက်တက်ထိုင်သွားတယ်ကွာဟိုလေးလိုက်တာဆိုတာကွာငါမင်းခြေောက်တင်နေအထင်နေလားဟာလာပြန်မလားတည့်ရက်ဘာလို့မင်းတို့ပဲပတ်ချောင်နေရတာလဲအဲ့တော့မင်းတည့်ရက်နေတူမှာမေးကြည့်ပေါ့ကွာငါငါကတော့မနေတော့မနေဘူးမနေ့ပြန်ပြန်မှာမနေ့ပြန်မယ်အိမ်ပြန်မှာ င်းလူနဲ့မနေရောက်တော့တုပ်ပေါ်တယောက်လာခေါ်တဲ့သူ့ဘီနဲ့သူအိမ်ပြန်သွားတော့တယ်ဖိုးသူတို့ကတော့လက်ပြနှုတ်ဆက်ကြံငင်းနေငပိန်ကကိုချက်ကြီးဟိုတိုင်စေးတုတ်တယ်စေးဘူးနေဘမဝဲလို့ရလေဗျဟမ်မင်းဘာလို့မလို့လဲငပိန်ရဲ့ဒီလိုပဲလိုဝဲလိုပါဟိုကျွန်တော်လုံးဆရာလေးရှိလို့ကိုချက်ကြီးရဲ့မင်းဒီကိစ္စကိုဖော်ထုတ်မလို့လားမင်းဘယ်လိုထင်လို့လဲမပြောနိုင်သေးဘူးကိုချက်ကြီး ဟုတ်ကျင်မှာလဲဟုတ်မှာဆိုတော့ဟိုကိုချက်ကြည့်ခင်ရောဘလို့လဲနင်လို့အစီမြေလားအင်းအစီမြေနေမင်းတို့ခန်းထဲမှာဝင်းညင်ရှိမရှိကိုချက်ကြည့်လိုက်စစ်ပေးရမလားဟမ်ကောင်းနေကိုချက်ကြည့်စစ်ပေးပါဗျာဟိုဒီနေ့ညကျကျွန်တော်နေငပိနှစ်ယောက်တည်းအိပ်ရမှာဗျအင်းဟုတ်ပြီကိုချက်ကြည့်လိုက်စစ်ပေးမယ်ဒီလိုနေချက်ကြည့်နေတူဖိုးတူတို့တတွေအကန့်ဝင်ထွက်လာခဲ့ကြတယ် အကန်နဲ့ရောက်တော့ချက်ကြီးကဖျောင်းနိုင်ပြီးထွန်းနှားလိုက်ပြီးဂါရာတခုရှုပ်နေခဲ့တယ်။အိမ်နောက်တော့ချက်ကြီးကမရှိပါဘူး။ဒီကနေ့မှတည့်ရဲမရှိဘူး။ဟမ်။ဒါဆိုညတော်ကမိဝိုင်းတို့တို့ဘောတို့ခြောက်နေတဲ့သူကဘသူများလဲကိုချက်ကြီးရဲ့။အဲ့ဒါတော့ကိုချက်ကြီးလည်းမသိဘူး။ဒါပေမဲ့ကိုချက်ကြီးတေချာပြောရတာကတော့ဒီကမ်းမှာတည့်ရဲလုံးဝမရှိဘူး။ဒါဆိုကျွန်တော်ပြောတဲ့တိုက်သူစီတာဝေပြီးတော့ကိုချက်ကြီး ကျွန်တော်ထင်တယ်လို့ဖြစ်နေမလားမသိဘူးဗျ။ဟမ်ကောင်းပြီငါပေးကိုချက်ကြီးဝယ်ပေးမယ်။ကလေးနဲ့ညာရောက်တော့ငပိန်နဲ့ပူတူတို့တယောက်တကင်းစီအိတ်ကြတယ်။မိကြီးငပိန်ကဟင်ပူတူမင်းကြောင့်ရင်ငါနဲ့တူတူလာရင်လို့ရရင်နော်ကြာလား။ဟာငါ့ကိုတော်ပေါ်နဲ့မြင်ဝင်ထိနေရလားကွ။ဘာတရေမှမကြောက်ဘူး။တရေတွေကတော့ကုညင်းရဲ့ဖို့ထုပါကွ။ အေးပါမကြောက်ရင်လည်းပြီးတာပဲညကြမှာငပိငပိဆိုပြီးတော့မအောင်နဲ့တော့ဒီလိုနဲ့ညရောက်တော့ဇလန်းကစလာတယ်ဖိုတူရဲ့စပင်းလေးကိုတယောက်ယောက်ကနှောက်နေတယ်လို့ဖိုတူတယောက်စပြီးတော့ခံစားလာရတယ်ဖိုတူလည်းငပိချင်းပြီးတော့ဟဲ့အောင်ငပိမစစမ်းနဲ့ကွာငါဒီမှာအိတ်နေတယ်လို့အဲ့လိုပြောပြီးမျက်လုံးဖွင့်ကြည့်ဘသူ့ကိုမှမတွေ့ရလားဆိုတော့ ဖိုတူလည်းလန့်သွားတယ်။ဟာဘသူလဲအခုချက်ချင်းလူယောင်ပြနော်။ဘသူလဲလို့မေးနေပြီးမှဖိုတူအစိုးမစိုးနဲ့နော်။အဲ့လိုပြောပြီးကျောင်းနဲ့လမ်းကန်လိုက်တယ်။အဲ့ဒီအချိန်မှာပဲဖိုတူကျောင်းကိုလမ်းကန်ထားတော့ဆိုတော့ဖိုတူလည်းဟာဘာလို့တာလဲလှုပ်ကျောင်းလှုပ်အလုပ်တဲ့အပြင်ဖိုတူကိုကရင်မောင်းနေဆွဲချလိုက်တယ်။အောင်မလိပြ ဘူဒူလည်းကြောက်နာပြီးတော့ဟဲ့ငါပဲထပါအောင်ကငါပဲထအောင်တော့အဲ့ဒီရဲ့ချင်းတည့်ရဲ့နဲ့မင်းနေတဲ့ငါပဲရန်ထလာပြီးလက်တရကင်ထားတဲ့အိမ်တော့စီဘူးနဲ့အဲ့ဒီဘာမှမသိတဲ့အရာမောက်ကိုလောင်းချလိုက်တော့တယ်အဲ့ဒီမှာပဲအဲ့ဒီယာကြီးကကိုလုံးပေါ်လာတယ်အာမျက်လုံးဆက်တယ်မျက်လုံးငါမျက်လုံးနဲ့ဘာတွေဝင်ကုန်တာလဲလူကိုမြင်လိုက်တော့ဘူဒူလည်းထိတ်လန့်သွားတယ် တ်ဗလားဟမ်ဘာရွယ်ချက်နဲ့ကျွန်တော်ငငယ်ချင်းတို့ခြောက်လန့်နေရလဲမြန်မြန်ဖြေနော်မဖြေနောက်တစ်ပုံးရှိသေးရထက်လောင်းပြမှာမမမလုတ်ပါနဲ့အခုတော့တော်တော်နန်းနေပါပြီမျက်နှာနဲ့လည်းဆက်နေပြီအဲ့လိုပြောပြီးသူဝိတာနဲ့ပျောက်စောအင်ကြီးကြီးကိုချုပ်ပြီးသူ့မျက်နှာကိုပြလိုက်တော်ရီဖိုးတူကမျက်နှာကိုမြင်တော့ဟမ် ။ဦးလေးရောက်သူလဲကျွန်တော်တို့ဦးလေးကိုမသိဘူးနော်။ဦးလေးလည်းမင်းတို့ကိုမသိပါဘူး။ဟာမသိဝင်နဲ့ဘာလို့ကျွန်တော်တို့ဒီလိုချောင်းလန့်နေရတာလဲဗျ။ကျွန်တော်တို့တစ်ဖက်သက်ရန်ညှိုးရှိနေတဲ့ပုံလေးမပေါ်ပါဘူး။အာဟိုဒါဒါကတော့အလုတ်သဘောရှာမှုပြော့ပြလို့မရပါဘူးပြောနော်မပြောရင်နောက်ထပ်ဆေးရပါထက်လောင်းပြပါငပိန်တလို့ပြောတော့မှအဲ့လူလေးကြောက်နေပြီ ပြောဆိုလည်းပြောပါမယ်တင်းတို့ပါဦးလီယာဒီယော်တရဲ့ပြိုင်မဲ့ဟော်တရားနေခန့်ထားတဲ့ဝန်ထမ်းမှာတလုံးနဲ့ဖြစ်ချောင်းကုန်စင်ပြောပြပြီးရဲ့နောက်မှာငပိန်ကဩလက်ဆတ်တော်တလူကိုဒါကြောင့်ဦးလီယာညဆိုရင်ဒီခန်းမှာတဲသည်မြဲ့ဧည့်သည်တိုင်းကို၆လန်တာပေါ့အဲ့လိုအနီမှာဒီယော်တေကိုတဲတဲ့သူမရှိအောင်လုပ်တာပေါ့ဟုတ်လားဟုတ်ပါတယ်ဟုတ်ပါတယ်မင်းတို့သိကြတာသိရပြီဆိုတော့ ငါ့ကိုလှုပ်ပြီးတော့နော်။ဘာလို့လှုပ်မရမှာလဲဗျ။ဟိုတယ်ကိုလည်းနာမည်ဖြတ်တယ်။သူများစီးပွားရေးကိုဒုံနဲ့ထိုးတာပဲဗျ။ဟဲ့ဘုဒ္ဓ။ဟိုတယ်ကောင်တော့ဖုန်းဆက်ကွာ။ဒီစကားကြတော့အဲ့လူလဲကြောက်လန့်ပြီးထွက်ပြေးသွားတယ်။ဒါနဲ့ငပင်ဟာဟာထွက်ပြေးသွားပြီထွက်ပြေးပြီ။ဘုဒ္ဓလိုက်ဟင်လိုက်ဟ။အဲ့လိုနဲ့နှစ်ယောက်သာအနောက်ကနေပြေးလိုက်သွားကြတယ်။ ဲလိုကနေရှေ့ကပြေးနေတဲ့လူဟာဆေးရည်တွေကြောင့်မျက်လုံးကဘာမှသိစမမြင်ရပဲကောင်တာကိုတက်တက်ပြေးသွားတယ်။အဲဒီမှာပဲကောင်တာမှာညဆောင်နေသူကမြည်သွားတယ်။ဟေးမင်းဘယ်သူလဲ?မင်းဘယ်ရလဲ?ဟာတကောလုံးနဲ့ဆေးတွေပေးနေပါလား။ဘာဖြစ်လာလဲ။ဟာအဲလိုနဲ့ဖန်ထားလိုက်တော့အဲဒီလူကတော့လှုပ်ချုပ်ကိုလှုပ်အဲ့ဒီအချိန်အနောက်ကလိုက်လာတဲ့ဖိုးသူနိုင်ငံပင်က ကောင်တာကိုရောက်လာကြတယ်။အိမ်တော်တော်ညဆောင်ကိုအကြောင်းစုံပြောပြလိုက်တယ်။အော်လက်ဆတ်တော်ဟိုတယ်ကိုရောက်မှနေရဲ့ကောင်ကိုတွေ့ကြသေးတာပေါ့ကွာ။ဒီလိုနဲ့စုညံတန်းနေကြတော့ဟိုတယ်ပိုင်ရှင်ရောက်လာတယ်။ဟေးဘာတွေဖြစ်နေကြရလဲ။အဲ့ဒါရီအိတ်နေရလေ။အဲ့လိုကနေစီရီပီနေရဲ့လူတယောက်ကိုတွေ့တော့ဟမ်ဘာလဲ။သူကဘာတွေ့လဲ။ဟာ ဒါနဲ့ညာဆောင်ကဖိုးတူခွနဲ့ကပြောပြလိုက်ကြအောင်ပြောပြလိုက်တယ်။ဒါနဲ့ပိုင်ရှင်လင်းစိတ်တူသွားတယ်။ဘာဟုတ်လား။တွေ့ကြသေးတာပေါ့အောင်နိုင်ရ။မင်းငါစီးပွားကိုလာဖြတ်ရင်တော့မင်းအမေပျက်စီးရမှာပေါ့ကွာ။ဒီလိုနဲ့နောက်ညမှာတော့ဟိုတယ်နဲ့ပတ်သက်တဲ့အသေးကိစ္စအောင်လေးဖြည့်ရှင်းပြီးတော့ပြီ။ ဖိုးထုတို့လည်းပြန်မှုအတွက်အချိန်ရပါတယ်ဟိုတယ်ပိုင်ရှင်ကပြန်ကြတော့မလို့လားနေပါအောင်လားမနေတော့ဘူးဗျအလိုကိစ္စလေးပြီးပြီဆိုတော့ပြန်တော့မယ်ဟမ်အင်းမဒါဆိုလေနောက်တစ်ခါကြရင်လာနေဦးနော်ရော့ဒီမှာလက်ဆောင်အဲ့လိုပြောပြီးဖိုးထုတို့ကိုကတ်တခုစီလက်ဆောင်ပေးလိုက်တယ်ဒါပါလေဗျဟုတ်တာဒီဟိုတယ်ကိုဘယ်ချိန်လာတဲ့တိ free ဆိုရင်သဘောပေါ်กว่าကောင်းလေးရ ဒီလိုနဲ့ပိုတူရိုတွေ free cut ကိုခြင်ပြီးပိုင်ရှီအောင်နှုတ်ဆက်ရင်အပြော်လေးနဲ့တူအိမ်ကိုပြန်လာခဲ့ကြတယ်